ဒီလိုမြမတန်ကနေပြီးတော့အမှန်နဲ့ဟောကြားမှုတရားကတော့အတုအမြင်မှန်မှဆန်းနာရဆိုတဲ့တရားတော့ပါပဲဒီတိုင်းဟာအရှင်ရဲ့လိုအလိုမရှိကြပါဘူးဆန်းနာလိုတာအလိုရှိကြပါတယ်ဒီတိုင်းဆိုတာတော့တတ္တဝါတိုင်းလို့ဆိုရင်ပိုးပြီးမှန်ပါတယ်ဒါတော့လေလူကုန်လူလောကဆိုတော့လူတွေပဲဥဒေကြီးကြရပါတယ်ဆန်းနာလိုရဖို့ကတော့ရှင်ရင်းမှပဲရနိုင်ပါတယ် ဒါကြောင့်ဆန္ဒကိုလိုကြည့်တဲ့လူဟာဆင်းရဲဒုက္ခမျိုးအောင်အထောက်ရပါတယ်။ဆင်းရဲမျိုးတွေကိုဆင်းရဲကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားကိုသတ်တတ်ရပါတယ်။အကြောင်းကိုသတ်တတ်နိုင်လို့အကြောင်းမဖြစ်ပေါ်ရင်အကျိုးဆင်းရဲလည်းမြင်လို့လာပါပဲ။ဒါကအဲ့ဒီဆင်းရဲကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေကိုသိဖို့လိုပါတယ်။ဒီအကြောင်းတရားတွေကဘာလို့လဲဆိုရင်လူကျင်တတ်တဲ့မြတ်တဲ့တောတာမှုလောဘ ိတ်ဆိုးမှုငြိမ်းချမ်းမှုဒေါသအမှန်တိုင်းမသိမှုမောဟကိုယ်ကိုယ်ကိုယ်ထင်ကြီးမှုမာနအလေးအနှမမှုဒိဋ္ဌိယုံကြည်ခြင်းအမှန်မယုံကြည်ဘဲတဏှာဖြစ်နေမှုဝိသုကိစ္စအစရှိတဲ့ကိလေသာတရားစုတွေပါလေဒီတရားစုတွေရှိနေလို့ဒါတ္တဝါတွေဆင်းရဲဒုက္ခရောက်နေကြရတာပါပဲဒီကိလေသာတရားစုတွေများရင်များသလောက်ဆင်းရဲကြီးမှာပါလေ နေရင်နေတယ်လို့ဆင်းရဲနေပါပြီချမ်းသာများပါတယ်။ဒါကြောင့်ဒီတရားစုတွေကိုပင်နေအောင်ကျူးစားဖို့လိုပါတယ်။နည်းနည်းပင်နေရင်နည်းနည်းချမ်းသာတယ်။များများပင်နေရင်များများချမ်းသာတာပါပဲ။သူတို့ကိုပင်နိုင်ဖို့ကတော့ယုံနာအစုကိုသိတဲ့ဉာဏ်အမြင်ဖြောင့်မှမှပဲပင်နိုင်ပါလေ။ယုံနာအပေါင်းစုကမှအတိအမြင် လွဲမှားနေမြဒီကိလေသာတွေကိုမပင်နိုင်ပါဘူး။ မပင်နိုင်သေးသမျှလည်းဆင်းရဲလူကင်းချမ်းသာခြင်းကိုမရနိုင်ပါဘူး။ဒါကြောင့်ဒီတရားစုတွေထဲမှာအတိအမြင်မှားတဲ့ဒိဋ္ဌိဟာဆင်းရဲကိုဖြစ်ပေါ်စေရမှာအခြေခံကြတဲ့ပဓာနာတရားလို့ဆိုနိုင်ပါတယ်။ဒီဒိဋ္ဌိကလည်းအမှန်တိုင်းမသိတဲ့မောဟကိုအပေါ်ပြုလုပ်ထားပါတယ်။အမှန်တိုင်းမသိလို့အတိမှအမြင်မှားဖြစ်နေတဲ့အပေါ်မှာအခြေခံပြီးတော့လောဘဒေါသမာနအိတ်တာမစ္စရိယအစရှိတဲ့ တခြားကိလေသာတွေဖြစ်ပေါ်လာတော့ဖြစ်ပေါ်လာတော့တာပါပဲအဲဒီလိုတခြားတရားစိုးတွေတစ်ဆင့်တစ်ဆင့်ပွားများလေဆင်းရဲများလေပါပဲနည်းနည်းရှင်းပြရမယ်ဆိုရင်ခန္ဓာကိုယ်ခေါ်တဲ့ယုံနဲ့စိတ်ခေါ်တဲ့နာဒီတရားနှစ်ခုပေါ်ပေါင်းစုနေတာကိုအချိန်မလမပြတ်ဖြစ်တဲ့နေတဲ့ယုတ်တရားနဲ့နန္တရားအစစ်တက်တဲ့မြှပဲလို့ဉာဏ်ထဲမှာတက်ဝင်သိနေရင်တကယ်ဖြစ်နေရှိနေတဲ့အခြေအနေကို အဖြစ်အတိုင်းအရှိအတိုင်းသိတာမြင်တာဖြစ်လို့အသိမှန်လို့ဆိုရပါတယ်ဒီလိုမသိမမြင်မဲ့ပုဂ္ဂိုလ်တ attva ငါလို့ဖြစ်စေအသက်ဝိညာဉ်အတ္တလို့ဖြစ်စေသိမြင်နေတယ်ဆိုလို့ရှိရင်ဒါဟာအသိမှန်မြင်မှာမဟုတ်ပါဘူးအသိမှန်အမြင်မှားပါပဲဒါကိုပဲတက္ကရာဒိဋ္ဌိတကယ်အရှိတရားပေါ်မှာမရှိတာကိုစိတ်ကူးနဲ့ပုံဖော်ပြီးမှားရင်းစွာသိမြင်ယူဆမှုလို့ခေါ်ပါတယ်အတ္တဒိဋ္ဌိပုဂ္ဂိုလ်တ attva မဟုတ်တဲ့သဘာဝတရားစုညကို ပုဂ္ဂိုလ်တ ত্ত্ব ဝါငါလို့အသိအမြင်မှားနေမှုပါပဲအဲဒီလိုတက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိအမြင်နဲ့ပုဂ္ဂိုလ်တ ত্ত্ব ဝါငါဆိုတဲ့အသိမှားအမြင်မှားဖြစ်လာတော့ဒီပုဂ္ဂိုလ်တ ত্ত্ব ဝါကချမ်းသာခြင်းကြီးပွားခြင်းလာတယ်ယာရီဘုံတိမြင်မှားခြင်းလာတယ်အဲဒီလိုစသည်ဖြင့်လူခြင်းရခြင်းဖြစ်ခြင်းတာတွေပေါ်လာတယ်ဒါတွေဟာလောဘကိလေသာတွေပါပဲသံတရားအစဉ်မပြေတာနဲ့တွေ့လာရင်ဒေါသဖြစ်လာတယ် ဒီငါကသူများတဲ့ပါတယ်ပြန်လာရင် မာနကြီးလာတယ်။ကိုယ့်တဲ့သားသူတွေ့ရင်မနာလိုတဲ့အိတ်သားတွေဖြစ်လာတယ်။အဲဒါလိုစသည်ဖြင့်ပုဂ္ဂိုလ်တ attva ငါလို့ဆိုတဲ့အသိမှဝင်လိုက်တာနဲ့ဒီလောဘဒေါသမာနစတဲ့ကိလေသာတရားစုတွေက ဝင်လာတော့တာပါပဲ။ဒီတရားတွေဝင်လာရင်မချမ်းသာတော့ပါဘူး၊ဆင်းရဲတော့တာပါပဲ။ဒါကြောင့်ဆင်းရဲကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေထဲမှာဒီအသိဉာဏ်မှမူတက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိဟာ အခြေခံအကြောင်းမဲ့ဆိုတာထင်ကြပါတယ်။ဒီတရားဒိဋ္ဌိအတ္တဒိဋ္ဌိနဲ့အသိဉာဏ်မှားပုံကိုနည်းနည်းဆက်ပြောပါဦးမယ်။ယုတ်ခန္ဓာအစုမှ ပေါင်းစပ်ပါဝင်နေတဲ့အပူသဘောအေးသဘောကိုဘူယုတ်အေးယုတ်မြပဲလို့အရှိအတိုင်းအမှန်တိုင်းမသိမမြင်နိုင်ကြတော့ဘူးတဲ့လူ အေးတဲ့လူဘူးတဲ့ပုဂ္ဂိုလ်အေးတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အသိမှားနေကြပါတယ်အမြင်မှားနေကြပါတယ်။ငါဘူးတယ်ငါအေးတယ်လို့လည်းအသိမှားနေကြပါတယ်။ထို့တူပဲ ထမကျန်တဲ့နိညာချောမွေးတဲ့သဘောတွန်းကန်တောင်းနေလှုပ်ရှားရွေ့ရှားတဲ့သဘောယူစည်းဖွဲ့စည်းတိတ်တိပုတွဲလုံးခဲတဲ့သဘောအစရှိတဲ့ရုပ်တဘာဝတွေကိုလည်းသဘာဝတရားမြတာပဲလို့မသိမမြင်နိုင်ကြတော့သူကကျန်တဲ့နဲ့သူအသားရေကကျန်တဲ့နဲ့ငါကနိညာနဲ့ငါအသားရေကနိညာနဲ့အစတဲ့ဖြင့်ပုဂ္ဂိုလ်သတ္တဝါအနေနဲ့အတိမှန်နေကြတယ်သူကအနေနဲ့အတိမှန်နေကြပါတယ်ပြီးတော့ လူခြင်းတတ်မဲ့စိတ်မြတ်တဲ့ချစ်ခြင်းစိတ်မုံဒီစိတ်စိတ်ဆိုးစိတ်တွန်းဆုံစိတ်အတ္တစိတ်ဝန်နေစိတ်ဝန်တာစိတ်စတဲ့နန္တရားတွေကိုလည်းလူခြင်းတတ်မဲ့စရာအာယုံစတဲ့ကြောင့်အကြောင်းအားလျော်စွာဖြစ်ပေါ်လာပြီးတော့ပျောက်ပျောက်သွားကြတဲ့သဘောတက်တက်မျှသာပဲလို့အမှန်တိုင်းမသိမမြင်ကြဘူးငါလူခြင်းတယ်သူလူခြင်းတယ်စသဖြင့်ပုဂ္ဂိုလ်တ attva အနေနဲ့ပဲအသိမှားနေကြတယ် နောက်ပြီးတော့တချို့ကယုတ်ခန္ဓာကိုတချို့ကနံခန္ဓာကိုအသက်ဝိညာဉ်လို့မှတ်ယူသွေးလမ်းကြပါလေ။တချို့ကတော့အသက်ဝိညာဉ်လေးဟာယုတ်လည်းမဟုတ်ဘူးနံလည်းမဟုတ်ဘူးယုတ်နာမှတပါးတိခြားတရားအရာတခုအနေနဲ့တတ္တဝရဲ့တဏ္ဍာမှာမပြည့်မရှိပဲတည်ရှိနေတယ်လို့ဒီကသွေးလမ်းကြပါလေ။ဘုန်းကြီးတို့ညာမလူမျိုးများကတော့စိတ်ကိုပဲအသက်ဝိညာဉ်လိုက်ပြလို့ယူဆသွေးလမ်းတတ်ကြတာများပါလေ။ဒီအသက်ဒီဝိညာဉ်ဟာ မွေးဖွားလာကြတဲ့ကဒေဒီအထိမပြတ်မစည်းပဲအမြဲတည်နေတယ်လို့ယူဆတတ်ကြပါတယ်အဲဒီတချို့ယူဆထားကြတဲ့အသက်ဝိညာဉ်ဆိုတာဟာမြတ်စွာဘုရားကမရှိဘူးမဟုတ်ဘူးလို့ဟောကြားထားတဲ့အတ္တဆိုတာပါပဲအာတမလို့လည်းခေါ်ပါတယ်ဒါကြောင့်အသက်ဝိညာဉ်လိပ်ပြာနဲ့အတ္တဟာသဘောအချင်းအတူတူပါပဲဒီအသက်ဝိညာဉ်အတ္တဆိုတာကိုအစွဲပြုပြီးတော့လေပုဂ္ဂိုလ်တတ္တဝါငါသူတစ်ပါးဆိုတဲ့အတိမအမြင်မှဖြစ်ပေါ်လာပါတယ် ယုတ်ကိုအတ္တဝိညာဉ်အတ္တလို့ယူထားရင်အဲဒီယုတ်ကိုပုဂ္ဂိုလ်တ attva ငါလို့ထင်မှတ်တော့တာပါပဲစိတ်ကိုအတ္တဝိညာဉ်အတ္တလို့ယူထားရင်အဲဒီစိတ်ကိုပုဂ္ဂိုလ်တ attva ငါလို့ထင်မှတ်တော့တာပါပဲဒါတွေဟာတက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိအတိမအနိမတွေကြီးပါပဲဒီအတ္တဝိညာဉ်အတ္တဆိုတာကိုမပြတ်မစီပဲအမြဲတည်နေတဲ့အမာခံတဘောအနေနဲ့ယူဆထားကြတော့ယုတ်ကိုအတ္တဝိညာဉ်အတ္တလို့ယူဆရင်ယုတ်ကိုဒီရန်ခိုင်မြဲတယ်လို့မှတ်ယူတော့ ရတော့တာပါပဲစိတ်ကိုအတ္တဝိညာဉ်အတ္တလို့ယူဆရင် စိတ်ကိုတည်ရန်ခံရတယ်လို့မှတ်ယူကြတော့တာပါပဲဒါကြောင့်မယ်လူတေလို့ယုတ်ခန္ဓာကြီးပြည့်စည်သွားတဲ့အခါအတ္တဝိညာဉ်လေးဟာယုတ်ခန္ဓာကြီးတည်းကမပြတ်မစီပဲထွက်ခွာသွားပြီးတော့တင်ရိုင်မှဖြစ်စေဒေသူရဲ့အိမ်နာပဝန်းကျင်မှဖြစ်စေလှဲ့လေသွားလာနေတယ်လို့ဒီလိုယူဆကြတာပေါ့ဒေသူရဲ့ဝိညာဉ်ဟာသူရှိနေကြောင်းသိရအောင်ကိုယ်ဝိညာဉ်လည်းပြတယ်အိမ်တကားဝိညာဉ်လည်းလာခောက်တယ် အင်းအောက်မှာဖြစ်စေအင်းထဲမှာဖြစ်စေခြေံတစ်ချက်ချက်နဲ့တွားလာတော့ကြနေတဲ့အစတဖြင့်လေဒီစဆွဲလန်းကြပြန်မယ်ဒါလိုပဲတရေတစေလို့ခေါ်သမုတ်ကြပြန်မယ်ပြုကိုရင်မှန်းပြီးရဲ့လေစွမ်းသူချင်းစတဲ့ဒါနကုသိုလ်တွေကိုပြုလိုက်မှပဲဒီဝိညာဉ်ကလေးအတ္တလေးဟာတာရုခေါ်ပြီးတွေ့ရမယ်တဝဲလေလေလှက်လေနေရတဲ့တရေတစေဘဝကလွတ်ပြွတ်သွားတယ်အဲဒီလွတ်ပြွတ်သွားပြီးတော့မှပဲသူရောက်ထိုက်တဲ့နောက်ဘဝတစ်ခုကို ရောက်သွားရတယ်လို့အများအပြင်ယူဆဆွဲလမ်းရပါတယ်ဒီယူဆမျိုးကတော့ရောက်ထိုက်တဲ့ဘဝကိုမရောက်ရသေးမီຢာကံအန္တရာဘဝတစ်ခုရှိသေးတယ်လို့ယူဆတဲ့အယူမှားပါပဲဘုရားရှင်တော်မြတ်ဖရာရဲ့အဓိဓမ္မဒေသနာတော်အရကတော့စိတ္တစိတ်ချုပ်ပြီးတဲ့နောက်နောက်တစ်ဘဝမှာပဋိသင်္ဍေစိတ်ဖြစ်တာဟာတစ်ဆက်ကတောင်းမှမကြပါဘူးဒါတော့လေတေသူဟာသူရဲ့အကုသိုလ်ကံကြောင့် ေစိတ်ချုပ်ပြည့်ပြီးရင်ချုပ်ပြည့်ပြီးခြင်းစိတ်တာဘဝမှာရုပ်တင်နံတဲ့နဲ့ရှင်ရှင်ရဲ့ဘဝကိုချက်ချင်းရအောင်ရနိုင်မှာဖြစ်တဲ့အတွက်သိလို့ရည်ရွယ်ပြီးဆွမ်းသွခြင်းစားတဲ့ဒါနကုသိုလ်တွေပြုကြရပါလေဒီလိုပြည့်တယ်ဆိုရင်တော့ဘုရားဒေသနာတော်အရသဘာဝကျပါတယ်ကွယ်လွန်မြားပြိတ္တာဖြစ်ပြီးအစာအစာငမ်းမနေလို့ကိုရင်ပြပြီးလာတောင်းရကြောင်းလည်းပေတဝတ္ထုပါဠိတော်မှာလာပါတယ် အခုပြောခဲ့တဲ့အတိုင်းအသက်ဝိညာဉ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အတ္တလေးဟာမမြတ်မစည်းပဲအမြဲတည်နေပြီးတဘောအတိတဘောအကူပြောင်းနေတယ်ဆိုတဲ့အယူအဆကိုတတရဒိဋ္ဌိတည်နေအယူမှလို့ခေါ်ပါတယ်။တခြားကြတော့လည်းစိတ်ဘဝနောက်ဘဝဆိုတာကိုယုံကြည်မရှိကြပါဘူး။ဒီအသက်ဒီဝိညာဉ်ဒီပုဂ္ဂိုလ်ဟာမတည်မီအတွင်းမှာတည်နေနေပြီးသိတဲ့အခါမှာဘာမှမကြံတော့ပဲအသက်ဝိညာဉ်မှာပြည့်စုံသွားရတယ်။ဒါကြောင့် နောက်ဘဝတမန်ဘဝဆိုတာမရှိဘူးဒီဘဝတည်းနဲ့ပဲအတိအကျပြတ်သေးသွားတယ်လို့ယူဆကြပြန်ပါလေဒီယူဆကတော့ဥစ္စေရဒိဋ္ဌိပြတ်သေးအယူမှားလို့ခေါ်ပါတယ်သန္တနာဒိဋ္ဌိကိုယုံကြည်လက်ခံရင်တမန်ဘဝအချမ်းသာရေးကိုယူမှန်းပြီးမကောင်းမှုတွေကိုကြောင်းနိုင်သလောက်ကြောင်းမလိုက်နဲ့ကောင်းမှုတွေကိုပြုနိုင်သလောက်ပြုပါလိမ့်မယ်ဒါကြလေဘဝချမ်းသာတွေကိုသာတောင်းတနေမှာဖြစ်လို့ဝိသင်ရကလွံ့မြောက်ဖို့တော့မလွယ်ဘူးပါဘူး ။အရာရာကိုတင်ရနေတဲ့အမြင်နဲ့သာကြည့်မြင်နေမှဖြစ်လို့ယုံနာတွေရဲ့အနိစ္စဒုက္ခအနတ္တသဘောတွေကိုတည်မြင်ဖို့ဒုက္ခတစ္ဆာကိုပိုင်ပိုင်ခြားခြားသိဖို့လည်းမဖြစ်နိုင်ပါဘူး။ဒုက္ခတစ္ဆာကိုမသိရင်သမုဒယတစ္ဆာကိုမပယ်နိုင်တဲ့အတွေ့နိရောဓတစ္ဆာဆင်းရဲခြင်းမှုကိုမရနိုင်ပါဘူး။ဒီတော့ဒီအတိတ်မှာအမြင်မှားကြောင့်ဆင်းရဲမြဲပဲဆင်းရဲနေတာပါပဲ။ပုစေရဒိဋ္ဌိကိုယုံကြည်လက်ခံရင်ဓမ္မလွန်ဘဝမရှိဘူးလို့ယုံကြည်ထားတဲ့အတွက် ဒီဘဝမသိမြဲအတွင်းမှာမိမိအကျိုးရှိမယ်ကောင်းစားမယ်ဆိုတာကောင်းစားမယ်လို့ထင်နေဆိုရင်ကောင်းမှုမကောင်းမှုရွေးချယ်မနေတော့ပဲပြုကျင်ရာပြုတော့မှာပါပဲဒီလိုဆိုရင်မကောင်းမှုတွေကြီးတာအပြုများကိုရှိပါတယ်ဒီတော့ဩစိရဒိဋ္ဌိအမြင်မှားကိုအခြေခံပြီးပြုမိတဲ့မကောင်းမှုတွေကြောင့်ရှောင်လွဲမရတဲ့ကြောင်းကျိုးနေရာမှာအရာဆင်းရဲကြိုးတွေသာထပ်ခါထပ်ခါရနေမှာအမှန်ပါပဲချမ်းသာဖို့မရှိပါဘူး ဒါကြောင့်အသိအမြင်မှားရင်ဆင်းရဲတယ်အသိအမြင်မှန်မှပဲချမ်းသာတယ်ဆိုတာဟာထင်ရှားပါတယ်အခုရှင်းပြခဲ့တာကိုသဘောပေါက်ရင်သတ္တရဒိဋ္ဌိဥစ္စရာဒိဋ္ဌိအမြင်မှန်မျိုးဟာအတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိအမြင်မှားပေါ်မှာအခြေခံတယ်ဆိုတာနားလည်နိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအကြောင်းရင်းအခြေခံဖြစ်တဲ့အတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိအမြင်မှားပြောက်ပြီးအမြင်မှန်ရောက်အောင် ရုပ်အစုနာအစုကိုဖြစ်ဆဲဖြစ်ခိုက်မှာသူသူဆိုင်ဆိုင်တတိနဲ့စောင့်ရှုဖို့အရေးကြီးတိုက်တွန်းဟောပြောတော်မူခဲ့တာပါပဲ။ ဒီလိုရှိရမှာရုပ်ထင်ရှားရင်ရုပ်ကိုရှိရပါတယ်။နာမ်ထင်ရှားရင်နာမ်ကိုရှိရပါတယ်။ဖြစ်နေတဲ့ရုပ်ဖြစ်နေတဲ့နာမ်ကိုဖြစ်နေရှိနေတဲ့အခြေအနေတိုင်းသိအောင်ရှိရပါတယ်။စိတ်ကတစ်မျိုးတစ်ဖုံကြံစီပြီးမရှိရပါဘူး။အရှိကိုအရှိတန်ရှိတဲ့သဘောပါပဲ။ဒါကြောင့်ရုပ်ခန္ဓာကိုယ်ကပူရာထင်ရှားရင်အဲ့ဒီအပူတေသောကိုပိုင်းပိုင်းခြားခြားသိအောင်ပူရဲပူရဲလို့ထပ်ခါထပ်ခါရှု အေးထင်ရှားရင်အေးတယ်အေးတယ်လို့ထပ်ခါထပ်ခါရှုတောင်းနာတင်းနာလှုပ်ရှားတာရွေ့ရှားတာကြံနာနာနုညံ့နာစတဲ့ရုပ်တွေထင်ရှားရင်လည်းပဲတောင်းနေတင်းနေစတဲ့ဖြင့်ထပ်ခါထပ်ခါရှုရပါတယ်ထို့တူပဲပြန့်လွင်စိတ်စဉ်းစားစိတ်လိုခြင်းစိတ်စိတ်ဆိုးစိတ်စတဲ့စိတ်တဘောတွေကိုလည်းပြန့်လွင်နေစဉ်းစားရတဲ့စတဲ့ဖြင့်ရှုရပါတယ်အဲဒါလိုရှုတဲ့အခါအစာဥမှာတော့ပြန့်လွင်စိတ်ပြန့်လွင်တဲ့စိတ်တွေကိုပဲရှုရှုနေရတာကများပါတယ်ရုပ်ကိုရှုရတာကနည်းပါတယ်သို့တော်လည်း ရှုပါများလာတော့တဖြည်းဖြည်းအပြန့်နဲ့နည်းလာပြီးအရှိကံယုံနာအာယုံပေါ်မှာပဲစိတ်ဟာစုလိုက်ပြီးငြိမ့်လာပါတယ်။ဒီအခါမှာနိဝရဏအငြိအကျေးတွေလုံးဝကင်းစင်သလောက်ဖြစ်နေလို့စိတ်အစဉ်ဟာအတော်ကြီးစင်ကြဲနေပါတယ်။ဒါကိုပဲစိတ်တဝိတ္တရီလို့ခေါ်ပါတယ်။အဲ့ဒီစိတ်တဝိတ္တရီဖြစ်ခြင်းကစပြီးယုံနာတို့ရဲ့ပင်ကိုယ်ရင်းသဘောသဘာဝလက္ခဏာကိုသိလာပါတယ်။အဲ့ဒီအသည့်ဟာကြာလေကြာလေသမာဓိအကောင်းသလောက်ထင်ရှားပြတ်သားလာလိမ့်ပါပဲ။ဒီအခါမှာပုံမှုနဲ့ရှိတဲ့စိတ် အေးမှုနဲ့ရှုတဲ့စိတ်သတဲ့ဖြင့်အရှိကအာယုံနဲ့ရှုတဲ့စိတ်အတွဲလိုက်အတွဲလိုက်သိနေပါတယ်အပူအေးသောနဲ့ရှုတဲ့စိတ်မျှတာရှိတာပဲသတဲ့ဖြင့်အမှန်တိုင်းသိနေတဲ့အတွက်ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အတိမှလုံးဝမဖြစ်လာတော့ပါဘူးတက္ကဒိဋ္ဌိအတ္တဒိဋ္ဌိအတိမှအမြင်မှကျင့်သွားပါတယ်ဒါကြောင့်ကိလေသာတွေငြိမ်းနေပြီးချမ်းသာနေတော့တာပါပဲဒီလိုနဲ့တွတ်တက်ပြီးယောဂရှုမှတ်ဖန်များလာတဲ့အခါမှာအရှိကယုံနာတို့ရဲ့ ပေါ်လာမှုပြောက်သွားမှုလေးတွေကိုလည်းမျက်စိနဲ့ကြည့်နေရတယ်လို့ရှင်းရှင်းလေးဉာဏ်နဲ့တွေ့နေရတော့မတည်မြဲတဲ့သဘောဆင်းရဲတဲ့သဘောပုဂ္ဂိုလ်တ attva အသက်ဝိညာဉ်အတ္တမဟုတ်တဲ့သဘောမရှိတဲ့သဘောတွေကဉာဏ်နဲ့ပြက်ပြက်ထင်ထင်သက်ဝင်တွေ့တိပြီသဘောကျလာပါတယ်။ဒီတော့တည်မြဲတဲ့အသက်ဝိညာဉ်အတ္တဆိုတာမရှိဘူးလို့ယုံကြည်ဆုံးပြနိုင်လာတဲ့အတွက်ဝိညာဉ်ကမပြတ်မစီးပဲနောက်ဘဝကိုကူးပြောင်းသွားတယ်ဆိုတဲ့အယူမှား ဝိညာဉ်လေးဟာမလွတ်မကျွတ်နိုင်သေးလို့တဝဲလည်းလည်းဖြစ်နေရတယ်ဆိုတဲ့အယူမှအဲ့ဒီသဒ္ဒရဒိဋ္ဌိတွေလည်းကျင့်သင်သွားပါတယ်ပြီးတော့ဝိညာဉ်ဟာမသိမီအတွင်းမှာမပြတ်မစည်တည်ရှိနေပြီးတည်တဲ့အခါမှာနောက်တဘဝမဆက်တော့ပဲပြတ်ဆဲပြည့်စည်သွားတယ်ဆိုတဲ့အုပ်စိရဒိဋ္ဌိအယူမှလည်းကျင့်သင်သွားပါတယ်အဲ့ဒီလိုရုပ်တဘာဝနံတဘာဝတွေကိုအမှန်တိုင်းသိမြင်လာလို့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အတိမအမြင်မှာ တည်ငြဲအယူမှားအမြင်မှားပြတ်စဲအယူမှားအမြင်မှားတွေပြင်းစင်သွားတော့အတိမှားအမြင်မှားတွေကြောင့်ဖြစ်ပေါ်မဲ့ဤလေသာတွေလည်းဖြစ်ပေါ်မလာလို့ချမ်းသာနေပါတော့တယ်ဒီငယ်ပဲဝိပဿနာအတိမှန်တမဒိဋ္ဌိတွေတဖြည်းဖြည်းရင့်တန်လာပြီးမဲအတိဖို့အတိအထိရရှိလာတော့ဤလေသာအမြင့်ပြတ်လို့ချမ်းသာမှုဒုက္ခဓာတ်ကိုရရှိလာတော့တာပါပဲတတဝါမှန်သည်တရားတွေချမ်းမြေ့တာယာရှိပါစေ Thank you.